ယောရှုပြောတဲ့စကားကအင်မတန်မှအတိတ်ပဲရှိတယ်။ငါနဲ့ငါအိမ်သားဖြစ်လေ။ငါနဲ့ငါဇနီးတွေကတော့ငါတို့နေရောက်ကတော့သွားမယ်။ငါသားသမီးတွေပါခြင်းမှပါမယ်လို့မပြောဘူးနော်။ငါနဲ့ငါအိမ်သားဖြစ်လေ။ထာဝရဘုရားကိုသာဝတ်ပြုမည်။ကျွန်တော်ရဲ့အသက်တာထဲမှာမိသားစုထဲမှာကဲတင်ခြင်းမရသေးသောသားသမီးတွေရှိနိုင်တယ်။မိသားစုထဲမှာဘုရားသခင်ကိုအသက်ရှင်သောဘုရားသခင်ကိုမသိသေးသောသူတွေလည်းရှိနိုင်တယ်။ ထိုသူတွေအတွက်လည်းကျွန်တော်ဆုတောင်းလို့ရတော်သူတွေဖြစ်တယ်။ဘုရားသခင်ကမိသားစုကိုအမတမ်းမတံပိုးထားသောဘုရားသခင်ဖြစ်တယ်။ယောရှုကငါနဲ့ငါအိမ်သားဖြစ်လေ။ထာဝရဘုရားကိုပဲကိုးကွယ်မယ်။ထာဝရဘုရားကိုပဲဝတ်ပြုမယ်လို့ပြောတဲ့အရာက သူအပြောတတ်တတ်ပဲမဟုတ်ဘူးဆိုတာကိုကျွန်တော်ဒီယောရှုမဆာ24ကိုဆက်ဖတ်ပြီးဆိုကျွန်တော်သိရတယ်။သူ့ရဲ့အသက်တာမှာဘုရားသခင်ကယောရှုကိုအနံပေးထားသောမိသားစုတင်မကဘူး။ဘုရားသခင်ကသူ့ကိုအနံထားသော ဣသေလလူမျိုးတွေအတွက်လည်းဘာနာဆိုကောင်းတာဝန်ချခဲ့တဲ့ယောရှုဖြစ်တယ်။သူရဲ့တတားထဲမှာငါနဲ့ငါအိမ်သားဖြစ်လင်သာဝရဖျားကိုလူဖြစ်တယ်။ငါနဲ့ငါအိမ်သားဖြစ်လင်ဘုရားသခင်ရဲ့နီလန်းဘုရားသခင်ရဲ့တမတရားလမ်းကိုပဲလက်လျှော့မယ်လို့သူဆုံးဖြတ်တယ်။အဲ့ဒီအခါမှာဣသေလလူမျိုးတွေယောရှုရှိတဲ့အချိန်မှာဘုရားသခင်ကိုပဲဝတ်ပြုတ်ချတယ်တဲ့။သူမရှိတဲ့အချိန်မှာပင်လင်ဘုရားသခင်ကိုဆက်လက်ပြီးတော့ ဝိပုသောသူတွေရှိတယ်ဆိုတော့ကိုကျော်တွေ့ရတယ်။ဒါကြောင့်ဒီနေ့မိသားစုထဲမှာဖျားသခင်ကိုဒီနေ့ကဆက်ပြီးတော့ငါနဲ့နှအိမ်သားဖြစ်လင်ထာဝရဖျားကိုပဲဝိပုမယ်လို့ဆုံးဖြတ်တော့မိသားစုတွေဖခင်မိခင်တွေအဖိုးဖွားတွေဖြစ်ဖို့ရတဲ့ဖျားရှင်သားရဲ့ကောင်းချီးပေးပါစေ။ဟာလေလုယာဒီနေ့ကဆက်ပြီးတော့မိသားစုအစည်းအဝေးပြန်လုပ်မယ်။ဒီနေ့ကစပြီးတော့မိသားစုတွေအတူတကွပြန်ပြီးတော့ဆုတောင်းမယ်။ဝိငင်ရမှာဥဆောင်တော့ မိသားစုတွေဖျားထင်ကတင့်ကိုယုံကြည်စိတ်ချစွာနဲ့ပေးထားသောအရာကိုကောင်းမွန်စွာနဲ့ပြုစုတော်သူဖြစ်ဖို့ရာအတွက်ဖျားရှင်ကောင်းချီးပေးပါစေ။